ရဲ့ဘာဝယ်ပေးပါဆိုတာကိုကိုဘာလို့လဲဝယ်ပေးမယ်အဲ့လိုကောင်းပါလိမ့်မျိုးအဲ့လိုကြီးစားချသမျှတခါမှလေငါ့ကိုဘာဝယ်ပေးပါလို့မပူစားဘူးဒါမန်တိုင်းပြပြကိုကပဲလေဝယ်ပေးတာဒီခါကျပြတ်သွားရင်ကြီးစားရတယ်မှာဒါအော်ဒီဟာဆိုရင်သူ့ရဲ့မောင်နဲ့လိုက်မှာပဲအဲ့လိုမျိုးဆိုဈေးဘလောက်ကြီးကြီးနော်ကိုတက်ဆိုတော့မှကိုကစဉ်းစားသေးတယ်ပြောချင်တာဖဏတ်ဆိုလို့ရှိရင်ကိုကအစစ်စီးချင်မှစီးမယ်ဒါပေမဲ့သူ့အတွက်ဆိုအစစ်ပဲအော်ကိုကဘယ်မှမအတုမပေးဘူးဒါအမှန်တိုင်းပြောပြ အဲ့လိုအဲ့လိုမိမမျိုးအဲ့တော့အဲ့လိုလည်းရှိတယ်အဲ့လိုမျိုးကိုကကလုံးစီးနေသူ့အစ်စ်တေးလေမကလုံးကမရှိပါဘူးရှင်ရမယ်တဘောပြောပြရလေအမကဘောင်ကိုကိုတက်ဆိုခုမိန်ကလေးပေါင်းမိလေဈေးကြီးရလေတသိန်းနှစ်သောင်းလို့ဘာလို့ဖြစ်တယ်မလားယောက်ျားလေးပေါင်းမိရဈေးကြီးရကွာဒါအမှန်တိုင်းပြပါနှစ်သိန်းကျော်လို့သုံးသိန်းလို့ရတယ်โอเคသူ့အတွက်ဆိုရင်ဝယ်ပေးတယ်အဲ့လိုမျိုးကွာကိုနဲ့ကြိုက်လိုက်တဲ့ရီးစားကသူများလို့မဟုတ်ကိုကလေတောက်ပြောင်နေရပဲလို့ကျန်တယ်သူကိုနဲ့ကြိုက်တဲ့အချိန်မှာလုံးဝ तू က လုံးဝမင်းသားပဲသူ့ကိုကြည့်လိုက်တာတန့်ပြန့်နေရမယ်အဲ့လိုမျိုးကိုယ့်ရဲ့စိတ်ကလေဘယ်လိုလဲဆိုတော့အာဒီကိုနဲ့တွေ့တဲ့ဘဲကလုံးဝတောက်ပြောင်နေရမျိုးပဲဖြစ်စေချင်ကိုကွာကိုကိုရဲ့ဘာဝယ်ပေးပါဆိုတာကိုကိုဘာလို့လဲဝယ်ပေးမယ်အဲ့လိုကောင်းပါလိမ့်မျိုးအဲ့လိုမျိုးအဲဒီဈေးဘန်တမျိုးပဲနော်ဟုတ်တယ်တကယ်အမှန်တမ်းပြောပြအမေးစီသူလို့ဆိုသိတယ်ဒါအမှန်တမ်းပြောကိုကဟုတ်တယ်ကိုကအယူမဟုတ် အပေသမားကိုကချူစားရမှာမပါဘူးအဲ့ဒါကြောင့်ဘာလို့လဲချစ်တတ်လို့ အသက်အရွယ်တစ်ခုရလာတဲ့ခါမှကြာအရင်တော့တော့ဒါအမှန်တိုင်းပြောပြပါကွာရည်စားထားရင်ကိုယ်အန်းလာပဲလိုချင်တယ်ဘလို့ရောက်ကြလို့ရှိရဲ့ရှက်ဒါမျိုးရှိရဲ့အခုကြာအဲ့လိုမဟုတ်ကိုကပေးရတဲ့ feeling ပိုကြိုက်တာကိုကပဲဘာလို့ချင်လဲရောက်အနေလိုချင်တာဝယ်ပေးမယ်အဲ့လိုမျိုးကိုကအဲ့ feeling ပိုကြိုက်တာတကယ်ပါဟိုကမိမတစ်ယောက်ကကွာဒီငွေကြေးပေါ်မှာအချင်းမခံမဲနဲ့ပေါ့နော် relationship တခုတိဆောက်တာပြည်မိသားစုနဲ့ပြည်ကိုကကိုကိုကရက်တည်နိုင်ပြီးတော့ကိုပတ်စံကိုရှာစားပြီးတော့ကိုလိုချင်တာကိုဝယ်နိုင်တဲ့မိမဖြစ်အောင်ပဲနေပါတယ်အဲ့လိုမျိုးဆိုတော့ ဲ့ကောင်းပါတယ်ဟုတ်အချိန်ကျစားမှုနေတာမကြည့်ပါဘူးပြက်ပြီဆိုလည်းဘယ်ကျုံးနဲ့ဆွဲဟုတ်တယ်ပြက်ပြီဆိုလည်းဘယ်ကျုံးနဲ့ဆွဲဆွဲမရတော့ပါဘူးနောက်တစ်ကြိုးပဲလမ်းဆွဲပါတယ်လေအဲ့ကြောင့်မလို့ခုနကတော့ကိုကူကိုမိကီမြစ်တာလို့ပြောရတယ်ဟုတ်တယ်မဟုတ်အမှန်တိုင်းပြက်ပြက်ရလေးဒါရီးစားချသမျှတခါမှလေငါ့ကိုဘာဝယ်ပေးပါလို့မပူစားဘူးဒါအမှန်တိုင်းပြက်ပြက်ကိုကပဲလေဝယ်ပေးတာဒီခါကျပြက်သွားရင်ရီးစားရတယ်မှာဒါအော်ဒီဟာဆိုရင်သူ့ရက်မောင်းနဲ့လိုက်မှာပဲအဲ့လိုမျိုးဆိုဈေးဘယ်လောက်ကြီးကြီးနော်ကိုတက်ဆိုရင်တော့မှကိုကစဉ်းစားသေးတယ် ပြောချင်တာဖနက်ဆိုလို့ရှိရင်ကိုကအစ်စ်စီးချင်မှစီးမယ်ဒါပေမဲ့သူ့အတွက်ဆိုအစ်စ်ပဲအဲကိုကဘယ်တော့မှအတုမပေးဘူးဒါအမှန်တိုင်းပြောပြ ကိုကအဲ့လိုအဲ့လိုမိမမျိုးအဲ့တော့အဲ့လိုလည်းရှိတယ်အဲ့လိုမျိုးကိုကကလုံးစီးနေသူ့အစ်စ်တေးလည်းမကလုံးကမရှိပါဘူးရှင်ရလေတဘောပြောပြရလေအမကွာဘောင်ကိုကိုတက်ဆိုခု main ကလေးပေါင်းမိလေဈေးကြီးရလေတော်တသိန်းနှစ်သောင်းလို့ဘာလို့ဖြစ်တယ်မလားယောက်ျားလေးပေါင်းမိရဈေးကြီးရကွာဒါအမှန်တိုင်းပြပါနှစ်သိန်းကျော်လို့သုံးသိန်းလို့ရတယ် okay သူ့အတွက်ဆိုရင်ဝယ်ပေးတယ်အဲ့လိုမျိုးသူနဲ့လိုက်မယ်ဆိုရင်အဲ့လိုမျိုးအဲ့တော့ဒါတွေ့တွေ့ရတဲ့မြန်ယောက်ျားလေးဆိုရင်တော့ဒါပေးတာကိုကအဲ့လိုမျိုးရှိမှာပါနော်မောက်ကမှတ်ထားသေးလားသိန်းတစ်ထောင်ဝင်းကျင်လားဝါ ါဆိုအေး၄ရောက်3000တော့เนาะဟုတ်ဟုတ်အဲ့လိုလည်းမဟုတ်ပါဘူးကွာဘယ်လိုပြောရမလဲအဲ့ဟိုကလေကိုနဲ့အဝင်ဝင်ကြဖြစ်တယ် Ace ပါအဲ့လိုမျိုးအော်ရမ်းတော့ဖြစ်တယ်အမှန်တမ်းပြောပြရတာဟိုပါလေဘယ်လိုပြောမလဲရှေ့ရှေ့မှာ သူ့ရဲ့ရှေ့မှာတွဲခဲ့တဲ့ရေစောင်းဆိုရင်ခြေက तू က तू ကဖောက်ပြန်သွားတဲ့ခါကျတော့သူ့ကိုလေ နှစ်နှစ်လောက်ထိုင်ရစ်တာသူရဲ့အောက်မှာမန့်ရတာတဲ့မလားဟာငါကြီးစားဟောငါနဲ့ပြမရုပ်ဆိုးသွားပြီပါအဲ့ကလေးဆန်တာပေါ့နော်သူတို့လေထိုးနေတာနှစ်နှစ်လောက်တည်းလားအဲ့မှာနောက်ထပ်ဘဲရတော့မှ move မလုပ်နိုင်သွားတယ်အဲ့ချိန်မှာကိုကနောက်ထပ်ဘဲရတဲ့ချိန်မှာအဲ့အဲ့ကိုနဲ့လက်ရှိမှာပြတ်သွားတဲ့ဘဲရကြောင့်ကိုကသူ့ကိုလုခဲ့တာပြန်လုတယ်ပေါ့နော်နင်းကဘာလုတာလဲဘာညာပေါ့နော်နင်းနဲ့ငါနဲ့ကြိုက်တော့ဘာဖြစ်တညာဖြစ်တယ်အဲ့လိုမျိုးကြီးပေါ့ရှိရပေါ့ဒါတွေကဘာမှတော့မဟုတ်ပါဘူးခုနလေးပြောရနော်အိမ်တော်မပြည့်ဘူးဆိုတော့ဘာလို့လဲ အဲ့တော့မပြုတ်ကျင်ဘူးဟွာလေပတ်စံရှာပြီးတော့အဲ့လိုမျိုးတတိမိုင်ဘွားနေမယ်နေကျင်တာယောက်ျားမယူကျင်ဘူးအဲ့လိုဒါအမှန်တိုင်းပြပြအကန်ပါရင်တော့လေရမှာပေါ့နော်လူကြီးဆိုတာလေအကန်တရားတွေမမြင်နိုင်ဘူးလေနော်အဲဒါအိမ်တော်ကြီးကန်နေဘာညာဘသူနဲ့ညာမယ်ကိုလည်းမသိနိုင်ဘူးဒါပေမဲ့ကိုကတော့ဟိုရီးစားရှိရချင်းလည်းရှိပါတယ်မရှိရချင်းလည်းမရှိဘူးဆွမ်းနာပတ်တယ်လို့ဆိုသူတော်ကောင်ဖြူစင်နဲ့ကောင်မကြီးလိုဟန်ဆောင်ပြီးတော့မနေပါဘူးဒါရှိတဲ့ချင်းလည်းရှိပါတယ်မရှိတဲ့ချင်းလည်းမရှိပါဘူးအဲ့တော့ဆိုပါမယ်တခြင်းမဲဆိုပါမယ်ဟုတ်ပါလိုက်ဆို ဝင်းကောင်နဲ့ဖိုးဖိုးကြီးစီဒီကြံမှာသွားဆူတောင်းမေဟိုမန္တလေးသားဖြစ်ပေါ်တယ်ရက်ကောင်မရှိဘူးလားအဝါလေးဝမန္တလေးကိုချစ်တာမန္တလေးကိုမြေချလိုက်တာနဲ့တမ်းမာသွားတာကိုအဲ့လို feeling မျိုးအဲ့ဒါမန္တလေးမှာမန္တလေးမှာကြားရတဲ့ကြံတယ်လည်းမရှိဘူးဘယ်ရက်ကောင်ချစ် တခါမှရန်ကုန်မှာမနေဘူးအဲ့လိုမျိုးဟိုးရင်တော့ကတော့နေဘူးပဲဒါပေမဲ့ခြေကရေပတ်ခံရတယ်မကြိုက်ဘူးရေလောင်းခံရတယ်မကြိုက်ဘူးအဲ့တော့ကိုကအဲ့ဒါအဲ့ feel လည်းတော့မသိဘူးကိုကတချင်းမဲဆိုနေရတာဆိုအဲ့လိုမျိုးဟုတ်ဒီလရှင်ထောက်ဖို့ရရှိတာဂျန်မျိုးဒါ surprise လရှင်ကိုပြုရစေအဲဒီနေ့ကတော့မဝဲဘူးပေါ့နော်ဒီနေ့ကတော့အလုပ်တော်တော်များမှာပါဟုတ်အဲ့လိုမျိုးဘာတို့ပါ ်အကျန်ချင်းလေးလည်းဒါထပ်ထားတယ်ဆိုတော့ဒါသူကတချင်အောင်ပြီလို့ပြန်ဆိုတယ်ဆိုပြီးဒီနှစ်တော့နည်းနည်းလေးရက်တည်ထားတယ်အဲ့ဒါလေးဆိုတော့နည်းနည်းချေတာကိုနည်းနည်းရှိတယ်အဲ့ဒါတော့ဟောပါအဲ့ဒါကြောင့်တချင်းဆိုတဲ့လူဖြစ်မှာပဲတိမာပြောချင်တာကအစိုးရကအစိုးရလောက်ဟိုတချင်းဆိုတာယူတွေ့တဲ့လူကအစိုးရအစိုးရဖြစ်လာပြီဆိုရင်လေသူတို့ချစ်တဲ့တချင်းလေးရှိရဲ့ ဆောနာဘယ်လိုအဲ့အဲ့ချင်းလေးတွေတနည်းကြရင်တော့ငါဒီချင်းလေးကိုပြန်ဆိုမယ်ဆောနာဘယ်လိုဖြက်စည်းစင်စိတ်တော့မရှိဘူးပေါ့နော်ဒါမဲ့ဆောနာဘယ်လိုပေါ့တိုက်ကတော့တောင်းတောက်မတူဆောနာဘယ်လိုစမ်းတက်တာကိုကြိုက်ချင်မှကြိုက်မယ်ဒါပေမဲ့ဆောနာဘယ်လိုကြိုက်ပေးတဲ့ပြိတ္တတွေလည်းရှိတယ်လို့ဝေဖန်ကြတဲ့ပြိတ္တတွေလည်းရှိတယ်ဒါကိုလည်းချေတော့လက်ခံရမှာပေါ့နော်ဆိုတော့အာဒီဆိုတဲ့ပြန်ဆိုကြတဲ့ဒီတချန်ချင်းတွေပြန်ဆိုကြတဲ့သူတွေကလည်းဆောနာဘယ်လိုမကောင်းတဲ့စိတ်နဲ့တော့မဟုတ်ဘူးပေါ့နော်ဒီ ဥမာကွာတနေ့နေ့မှာကွာလူတယောက်ကကွာတက်မလားငငယ်တော့ငါကြည့်ရင်တော့ဘာလုပ်မယ်ဆိုရဲအိမ်မက်ပေါ့အဲအဲ့လိုအိမ်မက်ကိုကောင်တယ်ပေါ်တဲ့သဘောပါပဲအဲ့လောက်ပါပဲဟုတ်ချဲ့တာနှစ်တချင်းပေါ့အပြန်ဆိုတချင်းရတာရန်ပောက်သွားတယ်300ကျူးမှဆိုလဲဟုတ်ကဲ့တက်တော့မှဆိုခုထွန်းဖြစ်သွားပြီဆိုတော့ခံစားချက်ပေါ့ခန္ဓာချက်ကတော့ပြောပါတယ်ချေကတော့အဲ့လိုပေါ့နော်ဒီကိုတချင်းတစ်ခုဆက်လုပ်ပြီဆိုလို့ရှိရင်တေချာစဉ်းစားရတယ်ဒီချင်းကဘလို့အာဘလို့ပုံစံပြဿနာကလေကို့မျက်နှာပဲ ကိုမျက်နှာမျက်နှာနဲ့ကိုဆဲတာအဲ့လိုမျိုးလေဘလို့ဇာတာအရန်ကောင်းတယ်အဲ့လိုမျိုးကိုမျက်နှာမျက်နှာနဲ့ဆဲတာတချင်းကွာစာသားပဲစာသားပဲတင်တဲ့ဗီဒီယိုဆိုတချင်းကကောင်းလိုက်တာဆိုအဲ့လိုမျိုးပေါ့နော်ကိုမျက်နှာမျက်နှာနဲ့ဆဲတာအဲ့လိုမျိုးငါရုပ်ကရောယွန်းစရာကောင်းတယ်ဆိုပြီးအဲ့လိုမျိုးခါကြကိုရုပ်ကိုတော့မကြည့်ချင်တော့အဲ့လိုမျိုးပေါ့နော်ခါကြရှိပါတယ်အဲ့လိုမျိုး